မင်္ဂလာပါရှင်။ဘာမခင်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ22ရက်နေ့မြန်မာနိုင်ငံရေးစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်သတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ အခုတကတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာသူများကြောင့်နိုင်ငံသားငွေဈေးမြင့်တက်အကြမ်းဖက်မင်းအောင်လိုင်ကအပြစ်တင်မြန်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများကြောင့်နိုင်ငံသားငွေသုံးဆွဲမှုများပြပေးနိုင်ငံသားငွေဈေးမြင့်တက်နေရကြောင့်အကြမ်းဖက်စစ်ကောင်စောင်းမင်းအောင်လိုင်ကပြောဆိုပြန်နေရှမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစည်းအဝေးဒုတိယနေ့တွင်၎င်းကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်သည့်မြန်မာနိုင်ငံတွင်73စီနှင့်ပတ်သက်၍20အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်မှုရှိ73စီများကိုတင်သွင်းနေရ များကြောင့်လောင်စာဆီသုံးဆမှုလျှော့ချနိုင်ရတဲ့လျှက်စစ်စွင့်သုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားတော့လေနိုင်ငံသားငွေလိုအပ်ချက်များရှိနေသည့်အတွက်ကန့်သက်ချက်ရှိကြောင်းကုန်ငွေမှုပုံငွေပြတော့လေအခြားသုံးဆမှုများအနှုတ်များများပြမှုရှိနေခြင်းကြောင့်နိုင်ငံသားငွေဈေးမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများကြောင့်နိုင်ငံသားငွေသုံးဆမှုများပြလျက်ရှိကြောင်းမယောင်းနိုင်ကဆိုသည် UMSCCI မှာစီးပွားရေးလုပ်ငန်းရှင်တို့ကနိုင်ငံသားငွေတန်ဖိုးမြင့်တက်နေသည်ဟုဆိုတော့လေစစ်ကောင်စီကအလွန်အင်းထိန်ချုပ်ထားရေးလက်ရှိအမေရိကန်ဒေါ်လာလေးငွေကျပ်၄400ကျပ်ဝန်းကျင်နဲ့ညှိနှိုင်းခြင်းဖြစ်ကြောင်းပြည်ရင်းနဲ့စစ်တပ်ကသင်္ကုန်များကိုပိတ်ပင်ထားခြင်းကားတင်သွင်းငွေများပိတ်ပင်ထားခြင်းအစားရှိသည့်ဒေါ်လာငွေကုန်ပေါင်းများကိုပိတ်ပင်ထားရတာလက်ရှိကုန်သွယ်ရေးပုံငွေပြတဲ့ကဲ့သို့ဖြစ်နေခြင်းဖြစ်ကြောင်းလက်တွေ့တွင်ပြည်ရင်းစီးပွားရေးတစ်ခုပြိုလဲလျက်ရှိကြောင်းသုံးသပ်ပြောဆိုသည်နိုင်ငံသားယင်းမြို့နယ်မူရီ2021ခုနှစ်အာနာသိန်းကလေးကထွက်နေတာအခုဆိုဘာမှတော့သိမကြမ်းတော့ဘူး ဒီလိုအားစိတ်ကန်းနဲ့စမှုဆောင်ကလည်းဂျပန်ကုမ္ပဏီတွေထပ်ဖို့လုပ်နေကြပြီဆိုတော့ပြည်တွင်းမှာနိုင်ငံသားပြည်ပရှင်နေမြုံနယ်မှုမရှိတော့ဒေါ်လာဝင်ကမရှိသလောက်ပဲအခုဒေါ်လာရနေတာကသဘာဝတံငွေနဲ့ရှင်ငံကနေပဲဒီကရှာနေတာနောက်တစ်ခုကပြည်ပအလုပ်သမားနဲ့တင်မောသားတွေစီကဒေါ်လာဝင်တာရှိတယ်ပြည်တွင်းမှာသွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်ကားတင်သွင်းငွေပိတ်ထားတယ်အဲဒီတော့စီးပွားရေးတစ်ခုလုံးကရှင်နေတယ်ပြိုနေတယ်စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်ဒေါ်လာဈေးတက်မြောင်ကုန်တွေဖန်နေဒေါ်လာဝယ်ရောင်းတွေလည်းထောင်ချ တယ်။ဒါကြောင့်ဒေါ်လာက1ဒေါ်လာ4400ကျပ်ဝန်းကျင်မှာညင်နေလို့ပုံစံရှိနေတယ်။တကယ်ကဘာမှအလုံးမဖြစ်လို့ငွေစည်းကမလုံးမရှားဖြစ်နေတာ။ပြည်တွင်းမှာရှိနေသူမှန်သမျှအနည်းဆုံးထိုင်းလောက်မှကွန်တိုဝယ်ပြီးထွက်သွားနေကြတယ်။ရှိသမျှပိုင်ဆိုင်မှုကိုထိုင်းဘက်ကနီလန်းမျိုးစုံနဲ့လှည့်ထုတ်သွားကြတယ်။ပြည်တွင်းစီးပွားရေးကဘာမှလုံးမရလို့တဖြည်းဖြည်းပြိုနေတာကြာပြီးလို့ UMSCCI မှာစီးပွားရေးသမားကရှင်းပြတယ်။အစံဘတ်စစ်ကောင်စီကနိုင်ငံချောင်းွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီး ရှင်းကုမ္ပဏီကိုမြောက်တွန်းဦးကဦးဆောင်ကနိုင်ငံသားငွေ30မူမှန်သမျှကိုထိန်းချုပ်ချုပ်ကိုင်းထားကြောင်းထို့ကြောင့်နိုင်ငံသားငွေအုံပြုနိုင်သောသွင်းကုန်ပါမစ်အယောင်ဝယ်များလည်းအကြီးအကျယ်ဖြစ်ထွန်းလာပြီးရှင်းသွင်းကုန်ပါမစ်များကိုလည်းမင်းအောင်လိုက်တာဖြစ်သူအောင်ပြည်စုံပါဝင်ဘူးချုပ်အတိုင်းဝိုင်းကအဓိကရောင်းချကြောင်းရှင်းကုန်စီးပွားရေးအတိုင်းဝိုင်းကဆိုသည်ဆလဘီဖားစီတန်ဟိန်းနိုင်တော်မီလို့ဆိုတဲ့တွင်ဆောင်းပါကိုတင်ဆက်ပေးပါမယ်ရှင်။ လာမည့်နှစ်နှစ်အတွင်းကရင်မျိုးသားကော်ဝေးတပ်ဖွဲ့ KNDO ဌာနချုပ်ကိုအင်းစိန်တွင်ပြန်ချေချမည်ဆိုသည့်သတင်းသည်လို့အများပြောစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်စစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်တော်မူဟုညာတန်ပေးလိုက်ခြင်းလည်းဖြစ်သည်1948ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် KNDO သည်ရှမ်းကုန်အင်းစိန်မြို့နယ်တွင်ဌာနချုပ်ထားရှိခဲ့သည်1949ခုနှစ်တွင် မတရားသိမ်းကြေညာခံရပြီးဌာနချုပ်တိုက်ခိုက်ခံခဲ့ရသည် မဝေးတော့တဲ့2021ခုနှစ်တွင်အာနာသိမ်းပြီးနောက်စစ်တပ်အတိုက်ခံများကိုအစောဆုံးလက်ခံသည့်တိုင်းသာလက်နက်ကိုင်အဖွဲ့များတွင်တွင်ကရင်အမျိုးသားအစည်းအရုံး KNU လည်းပါဝင်သည်ပြည်သူ့ကော်မတီတမရ PDF ဖို့သည့်အမည်သတ်မှတ်ချက်ပေါ်မလာခဲ့အစောပိုင်းကာလကပင်အာနာသိမ်းစစ်ကောင်စီကိုလက်နက်ကိုင်တိုက်ခိုက်လို့သည့်လူငယ်ထောင်ပေါင်းများစွာကိုကရင်တို့၏အုပ်ချုပ်မှုနေမြေတွင်လေ့ကျင့်သင်ကြားပေးသည်ထို့များမကအကြောင်းမျိုးမျိုးကြောင့်ရောက်လာကြသူများစွာကိုလည်းနေမြေတွင်ခိုလုံဝင်ပေးထားသည် PDF ပေါ်ထွက်လာချိန်တွင်လည်းကရင်တို့၏နေမြေများကိုအုံပြုတ်ဝင်ပေးကောင်စစ်ကောင်စီကိုတုံးလ န်ဒီစစ်စင်ရေးများဆင်နွှဲစေခဲ့သည်။ရခိုင်ကသဘောထားမတိုက်ဆိုင်မှုကြောင့် KNU မှခွဲထွက်သွားတဲ့ကရင်လက်နက်ကိုင်အစိုးဖွဲ့ချုပ်ကိုလည်းနေမြင့်တွင်ပြန်လည်အခြေချလှုံ့ဆော်ရန်ခွင့်ပြုပေးခဲ့သည်။ DKB ရဲ့ခွဲထွက်ဖွဲ့တစ်ခုဖြစ်သည့်ဘိုးစောကျော်သက်ဦးဆောင်သောဖွဲ့စောနေတမယဦးဆောင်သည့်ကောသုံးလေတမရော KTLE မှခွဲထွက်လာတဲ့ဘိုးအေးစေဝါဖွဲ့တို့ကိုပြန်လည်ခံခဲ့သည်။ကရင်ဒေသရင်းတိုက်ပွဲနှင့်အောင်ပွဲများအနာဒိုင်မီလာပိုင်းများကြား KNU လှူရှာနေမြင်တိုက်ပွဲများကြဲကြဲပြင်းပြင်းဖြစ်ပေါ်ခဲ့သည် အာနာသိမ်းပြီးနှစ်လကြာရင်ထိုင်းမြန်မာနယ်စပ်တန်လွင်မြို့ပေါ်ခြေပြူထားတဲ့စစ်ကောင်စီတိမှုထားစကန်ကိုတိမ့်ခြင်းမှာပထမဆုံးစကန်သိမ်းတိုင်ဝဲဖြစ်သည်။နောက်ထပ်တစ်လကြာရင်တောလင်းထားစကန်ကိုတိမ့်ပိုင်နိုင်ခဲ့သည်။ KNU တက်မှာ၅နယ်မြေအတွင်းမှာစကန်များဖြစ်သည်။2022ခုနှစ်သည် KNU နယ်မြေတွင်စကန်သိမ်းတိုင်ဝဲအများဆုံးနှစ်ဟုဆိုရပေမည်။တက်မှာ၅ရင်ကြောင်းညက်စကန်၊တက်မှာ၆တော့ပိုးစကန်၊ဘောလီရဲစကန်၊ချိတ်စကန် တမအတုံးနှင့်ကြောင်ပြအောင်လောင်စိန်ကျွမ်းမင်စိန်ကော့ပြင်းနှင့်ကျောင်းစုစခန်းတို့ကိုတင်ပိုင်နိုင်ခဲ့သည်2024ခုနှစ်တွင် KNU နှင့်၎င်း၏လက်နက်ကင်တပ်ဖြစ်သော KN အမျိုးသားလက်မြောက်ရေးတပ်မတော် KNL အတွက်သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်သည့်အောင်ပွဲများရှိခဲ့သည်ကျိုင်းစိတ်ကြီးမြို့နယ်တွင်ရှိကြိုက်တုံမြို့ဟာမြရီမြို့တင်ငင်းညီနောင်မြို့ဟာချင်းမြန်တရင်တုံးကိုတင်ပိုင်နိုင်ခဲ့သည်ဖာပေါ်နှင့်အခြေချစစ်မြို့ဟာခမရ340နှင့်ခမရ341တို့မှအပမြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ယခုနောက်ဆုံးဆိုရင်မွန်ကင်းနယ်ဆက်မဲပလီမြို့ဟာ KNU ဌာနချုပ်ဟောင်းနယ်မြေဖြစ်သောမာနေပလောဒေတာတို့ကိုပါသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည့် PDF သည်မဖွဲ့စည်းမိခင်ကပင် KNL စစ်စင်ရေးများတွင်ပါဝင်နေခြင်းလည်းဖြစ်သည့်နောက်ပိုင်းစစ်ကြောင်းများဖွဲ့စည်းရာတွင်စစ်ကြောင်းမှုသည် KNL မှဖြစ်သည့်ဒုတိယစစ်ကြောင်းမှုသည် PDF မှဖြစ်ပြီးကုတ်ကဲမှုတောင်းဝန်ယူထားရသည်ဒေတာရင်းချသောကရင်လက်နက်ကိုင်ဖွဲ့များမှကရင်နေကြားဆောင်တဲ့ဒီမိုကရေစီအကျိုးပြုကရင်တမရတီကေ PA နှင့်ကရင်ငြိမ်းချမ်းရေးကောင်စီ PC တို့ဖြစ်သည့်နေကြားဆောင်တဲ့ ကရင်နေသားစောင့်တက်သည့်စစ်အစိုးရလက်ထက်တွင် DGBA မှခွဲချက်ကစစ်တပ်လောက်ခံနေသားစောင့်တက်ဖြစ်သွင်းပြောင်းခဲ့သည်။ကရင်နေသားစောင့်တက်သည့်စစ်တပ်နှင့်အတူလှုပ်ရှားခဲ့ပြီးစစ်စင်ရေးများတွင်ပါဝင်ခဲ့သည်။ 2023ခုနှစ်တွင်ကရင်အဖွဲ့အစည်းများကြားညှိနှိုင်းမှုများပြီးနောက်ကရင်နယ်ခြားစောင့်တက်သည့် တော်လိုင်းတပ်ဖွဲ့စစ်စင်ရေးတချို့အတွက်ကူညီခဲ့သည်။စိုက်တုံမျိုးဟာတငယ်ညိနောင်မျိုးဟာနှင့်မြရီမျိုးသိန်းတိုက်ပွဲတို့တွင် BGF ဖြင့်အကူအညီများစွာပါဝင်ခဲ့သည်။စိုက်တုံမျိုးဟာသိန်းတိုက်ပွဲတွင် BGF ကရှင်တို့၏နယ်မြေကိုအုံပြုခွင့်ပေးခဲ့သည်။တငယ်ညိနောင်မျိုးဟာအစိုးလိုက်ပြုံလိုက်လက်နက်ချမှုတွင် BGF ကကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ထို့တူမောင်မြင်ဖြစ်ခဲ့သည့်2023ခုနှစ်ကကော့ဂရိတ်မျိုးသိန်းတိုက်ပွဲ2024မြရီမျိုးသိန်းတိုက်ပွဲတို့တွင်လည်း BGF ကနှစ်ဖက်စလုံးကိုအကူအညီ ်ပေးခဲ့တယ်။နှစ်ဖက်စလုံးဆိုရခြင်းမှာကော့ဂရိတ်မြို့သို့အောင်စီရစစ်ကြောင်းဝင်လာမည့်ရက်ပိုင်းလိုတွင် PGF ရောက်လာခဲ့ပြီးမြို့ရင်းရှိနေသည့်တော်လင်တပ်ဖွဲ့များ၏နေရာတွင်ဝင်ယူခဲ့သည်။တို့ရာတွင်ထို့သို့နေရာဝင်ယူမှုသည်တညသာဖြစ်ပြီးအောင်စီရစစ်ကြောင်းဝင်ရောက်လာမည့်အချိန်ပိုင်းတွင် PGF ပြန်ထွက်သွားခဲ့သည်။ ထို့ကြောင့်အောင်ဆွေရစစ်ကြောင်းတွေကော့ဂရိတ်မြို့သို့ခလုံးမတိစုမြင့်ပဲဝင်ရောက်လာနိုင်ခဲ့တယ်။မြားရီမြို့သိမ်းတိုက်ပွဲတွင်လည်းတော်လင်ရတပ်ဖွဲ့များဝင်ရောက်မလာမီပါပဲ။မြားရီမြို့ဆောင်တပ်ဖြစ်တဲ့ခလုံးရ295မှာစစ်သည်နေမိသားစုဝင်များ BG ရဲ့အစီအစဉ်ဖြင့်မြမတိုင်းချစ်ကြည်ရဲ့တရားအမှတ်နဲ့အောက်သို့ရောက်သွားသည်။ထို့ပြင်ရင်တပ်ဖွဲ့များလိုအပ်သည့်ခရဲများသိမ်းအကာအကွယ်များကိုလည်း BGF ကပင်ထောက်ပံ့ပေးခဲ့သည်။တော်လိုင်းတပ်ဖွဲ့များမြားရီမြို့သို့ဝင်ရောက်နိုင်ရန်လဲ BGF ကအာရှလန်မြောက်ဘက်မြားရီမြို့အနေတက်ဆွဲထားတဲ့စခန်းခုံးများမှစုခွာပေးခဲ့တယ်။ မြရီမျိုးတို့တော်လန်ရင်တက်ဖွဲ့များဝင်ရောက်လာကြပြီးပေါ်ပေါက်လာသည့်အမှန်နှင့်တရားအောက်တိုက်ပွဲတွင် PGF ကစက်ကောင်စီတက်ကိုကူညီပေးခဲ့သည်။နောက်ဆုံးတွင်မြရီမျိုးမှ KNL နှင့်တော်လန်ရင်တက်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရပြီး PGF ကတရားအောက်ရှိစက်ကောင်စီတက်များကိုမူလနေရာဖြစ်သည့်ခလရ295အတွင်းသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ TKBA DKBA သည်လည်း BGF နီတူတကောထားသည့်ကရင်လက်နက်ကိုင်းဖွဲ့ဖြစ်သည် DKBA မှဘိုးစာလုံးကဲ့သို့တပ်မိုးချုပ်သည်လည်းအာနာသိမ်းမီနောက်နေဆက်သို့ရောက်သွားသည့်လူငယ်များကိုလကောင်းတို့ထိရိုက်အောက်တင်အကာအကွယ်ပေးခဲ့သည် ထုံလူငယ်များနှင့်ပင်စစ်ကောင်စီစခန်းချို့ကိုတိုက်ခတ်ခဲ့သည်။မောင်းမြင်ဖြစ်ခဲ့သည့်ဥက္ကဋ္ဌစခန်းသိမ်းတိုက်ပွဲသည်ထင်ရှားသည်စစ်ကောင်စီနှင့်ဆက်စပ်ရေးမပြတ်လို့သည့် DKPA ကောင်းဆောင်ပိုင်းကဗိုလ်ဆောင်အပေါင်းတော်လင်တပ်ဖွဲ့များနှင့်ပူးပေါင်းခဲ့သည့်တပ်မှုအချို့ကိုတပ်ဖွဲ့မှထုတ်ပေးခဲ့သည်။တော်လင်တပ်ဖွဲ့များနှင့်အတီလင်းပူးပေါင်းမှုမရှိတော့လဲ DKPA သည်ရင်းနှီးနယ်မြေများကိုတော်လင်တပ်ဖွဲ့များရောစစ်ကောင်စီအတွက်ပါဖျက်ဆီးအုံပြုခွင့်ပေးထားသည်။တော်လင်တပ်ဖွဲ့များဘက်မှအမည်မခံဘဲဝင်ရောက်နေတိုင်းသည့် DKPA တပ်ဖွဲ့ဝင်များလည်းရှိနေသည်။ မြောင်းရီဒေတာဖလူဝေါ်လီလမ်းပိုင်းမှာတွန်လင်းတပ်ဖွဲ့များပြန်ဆုံရန်ပြင်ဟပေးခဲ့သူမှာ DKPA ဖြစ်တဲ့ကဲသူဖျားသောစုမျိုးပေါ်မှာစစ်တပ်ကိုယူနီဖောင်းဖြင့်မျိုးပြင်မထောင်ထိန်ထိန်ထားသူမှာလည်း DKPA ပင်ဖြစ်သည် BGF ညီတူ DKPA သည်လည်းကြားဖြန့် online လိမ့်လည်းမှုလုပ်ငန်းလှုပ်ဆောင်သည့်တရုတ်လူမျိုးများကိုရင်းနှီးအာဏာစားအောက်တွင်အကာအကွယ်ပေးထားသည်ကရင်ငိမ့်ချင်းရဲ့ကောင်စီပေးစီသမရဦးသိန်းစိန်လက်ထက်အပြည့်ရဖွဲ့တစ်ခုဖြစ်တဲ့ကရင်ငိမ့်ချင်းရဲ့ကောင်စီတော်လှန်ရေးတွင်ပတ်ဝန်းမှုကရှင်းရှင်းလင်းလင်းရှိလာသည် တော်လည်ရင်တပ်ဖွဲ့ဝင်များအတွက်လက်နက်ကင်ရဲများတည်ဆောင်ပေးခြင်းရောင်းချခြင်းနေမြေသုံးပြုခွင့်ဖြတ်တန်းပေးခွင့်ခြင်းတို့ဖြစ်သည်။ရင်းတို့နေရာအတွင်းလောင်ကစားဝိုင်းများပြောဝဲရွှေမဲများနှင့်အမြဲမပြတ်စီကားတိုက်မြိုက်စေသည့်အဆိုပါတပ်ဖွဲ့သည်စစ်ကောင်စီနှင့်လည်းပလဲပနံတင်လာသည့်ဖြစ်ရောက်စစ်ကောင်စီစစ်ကြောင်းများရီမျိုးတို့ခြေတန်းနိုင်ရန်လည်းရင်းတို့၏နေမြေကိုအသုံးပြုခွင့်ပေးထားသည်။ BGF နှင့်ကရင်ငင်းချင်းကောင်စီတို့သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင်စစ်ကောင်စီနှင့်ထိတွေ့တိုက်ဝဲလုံးဝမရှိခဲ့သည့်အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။ပဏိပက္ခတွေကအကျိုးစီးပွားများ KNL မှလွေရည်ကြံသုံးဘွေစလုံးသည်တော်လိုင်းတပ်ဖွဲ့များနေရောစစ်ကောင်စင်းထဲမှာတင်းမြောက်ပေါင်းတင်နေကြသည်မှာရှိနေတိုင်းဖြစ်သည်ထို့ကြောင့်မင်းတော်လိုင်းတပ်ဖွဲ့များကစခန်းသိမ်းလိုက်ရှင်အဖွဲ့များကကြောင်းဝင်ဆောင်ရွက်ပေးသည့်အတွက်ပြန်ဆုပ်ပေးရလိုက်နောက်တစ်ပံပြန်တိုက်လိုက်နေအစိုးအတက်တန်တရားလေးကဒီမှာလွန်ခဲ့သော၄နှစ်စလုံးပင်ဖြစ်သည်ထို့သောဖြစ်နေသည့်နေရာမှာအခြားသောတပ်မများထက်အဖွဲ့ဆောင်ရှိနေသည့် KNU တပ်မ6နေမြေတွင်အသီးသာထင်ရှားဆုံးဖြစ်သည် ခရင်လန်နက်ကင်အဖွဲ့များရဲ့မြေတီအဖွဲ့ကအင်အားပို့တောင်းနေသည်ကိုအတိအကျပြောရခဲ့တယ်။တို့ရရင်ခရင်လန်နက်ကင်လေးဘွဲအနက်မှ KNL မှလွှဲရင်ကျန်၃ဘွဲမှလက်နက်ခရင်တောင်းနေကတပ်ဖွဲ့များကိုလည်းအတန်အသင့်ငွေကြေးထောက်ပံ့နိုင်သည်။တလာလင်းမြန်မာငွေ7,000သိန်းဝန်းကျင်နဲ့ညီများတဲ့ထိုင်းဘတ်ငွေ3,000ကျားထောက်ပံ့နိုင်သည်။ PGN DKBA နဲ့ကရင်ငြင်းချင်းကောင်စီတို့ဒီအာနာမသိမေကပင် online လောင်းစားလုပ်ငန်းများကာစီနိုများကားနှင့်ကုန်ပစ္စည်းမှောင်ငုံလုပ်ငန်းများလူမှောင်ငုံလုပ်ငန်းများခရီးသွားလုပ်ငန်းများဖြင့်ကြီးကြီးတက်ချမ်းသာနေကြပြီဖြစ်သည် အာနာသိမ်းမှုဖြစ်ပေါ်လာတဲ့အခါတော်လိုင်းတက်ဖွဲ့သေးတဲ့အတွက်လက်နက်ခင်းရန်မောင်ကိုလုပ်ငန်းများလုံခြုံရန်ခွင်လန်းပေးရရှိလာခဲ့သည်2023ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းမြန်မာတိုင်းဒီကကုန်သွယ်မှုလမ်းမကြီးပိတ်သွားခဲ့ပြီးနောက် DKBA ခွဲထွက်မှဘူစောကျော်တဲ့ဦးဆောင်တဲ့အဖွဲ့ကရင်ငင်းချင်းရေးကောင်စီ PGF2 ကအာရှလန်ဟောင်းနဲ့မြားရီတူကော်ကိုလမ်းများကိုအသုံးပြုစီကအခွန်ကောက်ခြင်းဖြင့်ဝင်ငွေရလန်းဖြောင်ပြနေကြသည် ။အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့်ထိုင်းနိုင်ငံကနေဆက်ဖြတ်ကျော်73စီရောင်းချမှုကိုပိတ်ပင်လိုက်ခြင်းတွင်လည်းလိုအပ်သည့်73စီများကို KNU နေမြအတွင်းသို့ဖြတ်တန်းခွင့်ပြုစေခြင်းဖြင့် KNU အတွက်အကျိုးမြတ်ရရှိနေပြန်သည်။တနည်းအားဖြင့်မြန်မာတိုင်းအာရှလမ်းမကြီးကိုပိတ်ထားနိုင်ခြင်းကခရင်လက်နက်ကင်ဖွဲ့အလုံးအတွက်အကျိုးစီးပွားမျှဝေခန်းစားခွင့်ရနေသည်။ကရင်ဒေါ်လန်ရဲ့ပြစ်စုံပန်း ဆယ်ရုပ်ကြောင်ရောက်ခဲ့ပြီဖြစ်တဲ့ကရင်တော်လန်ရဲ့အနေမြင့်များစွာကိုဖြတ်တန်းခဲ့ရပြီဖြစ်တဲ့အကျိုးစီးပွားနော်နယ်မှာရှုံးထွေရန်ခက်ခဲနေစဉ်အကွဲခွဲပြားပြားဖြစ်နေတဲ့ကရင်လက်နက်ကိုင်းများရခုပစ္စုပ္ပန်တွေပေါင်းစည်းနိုင်မည်ဟုလည်းမဆိုနိုင်သေးပေ။ကရင်တော်လန်ရဲ့စရုပ်ထမျိုးဆက်ဟုခေါ်ရမည်လူငယ်များရဲ့တွင်တော်လန်ရဲ့နိုင်ငံရေးညွှန်ကြားမှုဖြင့်ပေါဝင်လာမှုကသိသာစွာရောကြားလာနေသည်။အရွယ်ရောက်ကရင်လူငယ်များသည်အိနေချင်းနိုင်ငံများသို့ထွက်ခွာကမိမိဘဝနှင့်မိသားစုဘဝရည်ရည်အတွက်ရွေးချယ်လာကြသည်။ထို့သောဖြစ်လာခြင်းမှာလည်းကရင်လူငယ်များကိုအပြစ်မဆိုသာပေ အကွဲခွဲပြပြဖြစ်နေသည့်ကရင်လက်နက်ကိုင်းများအကျင့်ပြတ်ခြားစားမှုနှင့်ကိုကျိုးစီးပွားသမားတို့ကိုရင်းတို့အနေနာတွင်ကာလကြာရှည်မြင်တွေ့လာရခြင်းမှလည်းတော်လန်ရဲရဲပအဝင်မှုနေပါခြင်းအကြောင်းရင်းတစ်ခုဖြစ်လာသည်ထို့စေ့ အနာသိမ်းပြီးနောက်ပိုင်းဖော်ဆောင်သည့်ကရင်တို့၏ထိုးစစ်များသည်ကချင်ပလောင်ရခိုင်ကိုကန်းတို့နှင့်အမြဲတမ်းလိုလိုနိုင်ရှင်ခံနေရသည်2020ခုဆက်စင်ရဲ့အပေတွင်ကရင်လက်နက်ကိုင်များပေါ်တွင်ဝေဖန်မှုများတိတသွားထပ်ပေါ်လာခဲ့သည်ရှမန်နီကမအောင်မြင်ဖြစ်ခဲ့တဲ့ကော့ဂရိတ်မြို့သိမ်းတိုက်ပွဲပြီးတနေ့အကြာရခု2025ဧပြီတွင်နောက်ထပ်တစ်ဖက်ကြီးမားသည့်ထိုးစစ်ကြီးကိုကရင်လက်နက်ကိုင်များဖော်ဆောင်နေပြီဖြစ်သည် ထိုစစ်စင်ရည်သည်ရှမန်နေကပေါ်ဆောင်ခဲ့သည့်အာရှလန်မော်မှစစ်စင်ရည်များနှင့်ကွဲပြားခြားနားမှုအနေငယ်ရှိနေသည်ယခုစစ်စင်ရည်တစ်ခုလုံးကို KNL ကဦးဆောင်ကကရင်နှင့်မဟာမိတ်မော်လနဲ့ကိုင်းများပေါ်ဆောင်လာခြင်းဖြစ်သည်ကရင်နှင့်မော်လနဲ့ကိုင်းများတန်းတို့အသွင်ပြောင်းခဲ့သူများမှလည်းယခုစစ်စင်ရည်တွင် PDF ပါဝင်မှုကပြောပါလောက်အောင်မရှိပေ ယခုစစ်စီရင်မတိုင်မီကပင် KNL ကအနံငွင်ပြူဟာကိုတနစ်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့သေးသည်။အဆိုပါတိုက်ခိုက်မှုမပြည့်ပြတ်သေးကမှာပင်ကွန်ကရစ်ကြုံတို့ဒေသတိုက်ပွဲများကိုဖော်ဆောင်လာခြင်းဖြစ်သည်။ယခုတပံထိုးစစ်တွင်မှအင်အားသုံးဆဲမှုအပြင်ရခိုင်ကတနက်မဖောက်ရနေမည်ဖြစ်သတ်မှတ်ထားသည်။ KNU တပ်မှခုနှစ်အာရှလမ်းမမြောက်ဘက်အခြမ်းတွင်မှတိုက်ပွဲများဖော်ဆောင်လာသည့်အတွက်ရခိုင်နှင့်မတူထူးခြားသည့်အောင်မြင်မှုများပြားကဝေဖန်သူများကိုနှုတ်ဆက်စေမည်လားဆိုသည်ကစိတ်ဝင်စားစရာကောင်းနေသည်။မြန်မာတိုင်းနေဆက်ကရင်ပြည်နယ်လှိုင်းဝဲမြို့နယ်မှစစ်ကောင် စီတာလေဗျူအာစကန်ကိုတမ်မာခနဲ့တပ်ဖွဲ့ဝင်များကမေလ18ရက်နေ့နဲ့ပိုင်းတွင်တင်ပိုင်းလိုက်သည်ပြစ်ခတ်တိုက်ဝဲတမ်းများပြင်းထန်သည့်မြင့်ထိုင်းစစ်တပ်က၎င်းတို့ဘက်ခြမ်းမှလုံခြုံရေးယူထားခဲ့ရသည်တမ်မာခနဲ့သည်2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှစ၍လိုင်းဝဲမြို့နယ်ရှိ KNU ဌာနချုပ်ဟောင်းမနယ်ပလောဒေသကိုတမ်မာငါတပ်များနဲ့အတူပူးပေါင်းတင်ပိုင်းခဲ့ရမှာနေမြေတွင်တိုက်ဝဲများစတင်ခဲ့သည်လက်ရှိတွင်တမ်မာခနဲ့နေမြေရှိစစ်ကောင်စီအမှတ်38ခြေလင်းတိုင်ရင်ခြေဆိုင်ရာ point 1248စက္ကန့်ကိုပိုလိုဒိုတက်စကန န်၊ခလေဒီစကန်၊မောဖာသူစကန်၊လေးပနာတေခေါ်တခေါ် BK တက်စကန်၊တာလေဗီဝါစကန်စသည့်စစ်စကန်ငါးခုတို့ကိုဆက်လက်သိမ်းပိုင်နိုင်ခဲ့သည်။ KNU တမ9ရှိစကန်များကိုစစ်တပ်ကအလဲတကူလက်လွတ်နေရခြင်းမှာ PGF ကထိုနေမြေရှိစစ်ကောင်စီတပ်ကိုအကာအကွယ်ထောက်ပံ့မပေးတော့သည့်အတွက်ဟုယူဆနိုင်သည်။အဘေကြောင့်ဆိုသောအာနာသိမ်းပြီးကာလာတခြားလုံးစစ်တပ်ကနေဆက်စကန်များကိုထောက်ပံ့ပို့ဆောင်ရေးအတွက် PGF နေမြေကိုအသုံးပြုခဲ့ခြင်းကြောင့်ဖြစ်သည်။မြို့တော်ဆိုသည့်စစ်ကောင်စီကရွေးကောက်ဝယ်ပြုလုပ်မှုကြီးညာထားသည့်ယခု2020 2025ခုနှစ်တွင်ကရင်တိုင်းသားတို့ပေါ်ဆောင်လာသောထိုစင်မြေတွင်မြင်းမြခီးပေါင်းမြေကိုစောင့်ကြည့်နေကြပြီဖြစ်သည်